ကင်းပြည်နယ်မင်းလပ်ပံစာတင်ကြောင်းစစ်တပ်ကကာမီကာဇီဒရုန်းနဲ့တိုက်ခိုက်ကင်းပြည်နယ်မြောက်ရီမြို့မင်းလပ်ပံရွာကစာတင်ကြောင်းကိုစစ်တပ်ကကာမီကာဇီဒရုန်းနဲ့တိုက်ခိုက်တယ်လို့ဒေသတွင်းသတင်းအကြီးအမည်တဦးကပြောပါတယ်ဒေသတွင်းသတင်းအကြီးအမည်ကအเจ้าကတော်တော်ပျက်စီးသွားတာအပေါ်ကသူတွေဆိုလန်ထွက်သွားတယ်အထက်ကအုတ်နေရန်တွေပဲ့တာလို့ဘာလို့အချင်းနေဆိုးတယ်တဆောင်နေပဲလို့ပြောပါတယ် ီနေ့နေ့လေတနအိကျော်လောက်မှာစစ်တကမင်းလက်ပံရွာမှစတင်ကြောင်းကာမီကာစီ drone နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်တက BGF အကူအညီနဲ့ leak ကိုမြို့ကိုစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာစစ်တကမြန်မာနိုင်ငံအနှံ့ကိုဒေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်စာတင်ကြောင်း15ကြောင်းထိခိုက်ပျက်စီးတယ်လို့အနောက်ညီညွတ်ရေးအစိုးရလူခွင့်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်